္ဂလာပါရှင်။ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။တရရန်ဒေသမှာပဋိပက္ခတွေကုမလာစရေးအတွက် WWS တပ်ဖွဲ့ဝင်တွေဝင်ရောက်ထိန်းချုပ်ခဲ့လို့ဝါတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ကအတည်ပြုပါတယ်။တန်တွဲမြို့နယ်ကစစ်တပ်လက်ကျန်စခန်းခလရ55တပ်ရင်းကိုတိုက်ပတ်ရရှိပြီး မြို့မှာခုခံနေတဲ့စစ်ကောင်စီတပ်တွေကိုဆက်လက်တိုက်ခိုက်မှာဖြစ်ပြီးမောင်တော်ကစကန်တွေကိုတိမ့်ပတ်ကစစ်သား30ဟာလည်းဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့တွင်ပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတရန်ဒေသမှာပဋိပက္ခတွေကုမလာစီရဲတွေဝါပြည်သွေးစည်းညညရေးတပ်မတော် UWSP UWSA တပ်ဖွဲ့ဝင်တွေဝင်ရောက်နေရာယူထားတယ်လို့ ဝါတက်ဖွဲ့ပြောခွင့်ရပုံကိုဥညင်ရန်ကရန်ကုန်ခေတ္တတင်နာကိုအတီးပြုတ်ပြောကြလိုက်ပါတယ်။ဝါတက်ဖွဲ့ UWSA ကတက်ဖွဲ့ဝင်ထောင်ချီဟာမနေ့ကတယန်းဒေတာကိုဝင်ရောက်နေရာယူတဆွဲလိုက်တာဖြစ်ပြီးတယန်းမှာမြေတိပฏิပခမှာအဖြစ်ခံမှာမဟုတ်ဘူးလို့ဥညင်ရန်ကပြောကြလိုက်ပါတယ်။ကျက်ပြန့်လာတဲ့ရှမ်းပြည်မြောက်ပိုင်းကပฏิပခတွေတယန်းဘက်ကိုကူးမလာအောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ စိုးရင်ရဲ့ဒေတာကန်တွေနဲ့မိသားစုဝင်တွေရဲ့တောင်းဆိုချက်နဲ့အတူအစိုးရနဲ့ညှိနှိုင်းပြီးအခုလိုဝင်ရောက်လာတာဖြစ်တယ်လို့လည်းဥညင်ရန်ကပြောပါရယ်ဝါတက်ဖွဲ့ UWSA ဟာဘက်မလိုက်မူဝါဒကိုကျင်းသုံးပြီးပဋိပက္ခဖြစ်ပွားမှုကိုလက်ခံမှာမဟုတ်ပဲတရားဒေတာတည်ငြိမ်အေးချမ်းရေးကိုသာလွတ်လာတယ်လို့ဥညင်ရန်ကရန်ကုန်ခေတ္တတွေနာကိုရှင်းပြပါရယ်လက်ရှိမှာတရားဒေတာတစ်ခုလုံးကိုဝါတက်ဖွဲ့ UWSA ကထိန်းချုပ်လိုက်တာဖြစ်ပြီး ဒေတာနေပြည်သူတွေနဲ့တွဲဆုံမှုတွေရှိပြီးဒေတာနေပြည်သူတွေရဲ့ပြောကြားချက်အရတရန်ဒေတာအုပ်ချုပ်ရေးကို URSA ကစီမံခန့်ခွဲအုပ်ချုပ်မှာဖြစ်ပြီးတရန်မှာဝတ်တပ်ဖွဲ့တွေထောင်ချီရောက်ရှိနေပြီဖြစ်တယ်လို့ဒေတာနေပြည်သူတွေကရန်ကုန်ခေတ္တတနာကိုပြောကြားပါရရှင်။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ဂုတ်တွင်းအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲကြေးရတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခတ်ခဲ့လို့ TNL ကပြောပါရစေ။ဇွန်လ17ရက်နေ့ညနေ4နာရီလောက်မှာနောင်ချိုမြို့နယ်ဂုတ်တွင်းအနီးတစ်ဝိုက်မှာအကြမ်းဖက်စစ်တပ်နဲ့တောင်းတမတော်ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်က Jet Fighter နဲ့တကြိမ်လာရောက်ပစ်ခတ်တိုက်ခတ်ခဲ့လို့လည်းသိရပါရစေ။ဇွန်လ10ရက်နေ့မှာလည်းဂုတ်ထိပ်မှာအကြမ်းဖက်စစ်တပ်နဲ့တောင်းတမတော် TNL MDY ပြည်ထောင်ပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့သလိုတယန်းမြို့နယ်နားဆောင်ရွာတဝိုက်မှာလည်းတောင်းတက်မော် DNL ကအကြက်ဖက်စစ်တပ်ရဲ့မန်ကတ်စကန်ကိုတိုက်ခတ်ခဲ့လို့လည်းသိရပါဗါးအပြင်ကြောင်မဲမြို့နယ်ဟူကိုရွာကိုအကြက်ဖက်စစ်တပ်ရဲ့901တက်စကန်ကအတွဲလိုက်ဒုံးတွေနဲ့၄ချိန်ပြစ်ခတ်တိုက်ခတ်ခဲ့လို့လည်းသိရပါဗါးရှင့် တက်ဆက်တန်းမှာပဲရှမ်းပြည်နယ်ကြောင်မဲမြို့မှာအကြက်ဖက်စစ်တပ်ကိုတရင်ပေးနေသူစစ်ချောက်ကိုပါဝင်မွေးရီစေဝါရောင်းဝယ်သုံးဆွဲနေသူနဲ့နေဖောက်ထွင်းသူအယောက်180ကိုဖမ်းဆီးရမိတယ်လို့ TNL ကပြောပါရယ်ဖမ်းဆီးရမိသူတွေထဲမှာမွေးရီစေဝါသုံးဆွဲနေသူအမျိုးသား146ဦးအမျိုးသမီးစစ်တပ်ဦးမွေးရီစေဝါရောင်းဝယ်နေသူ၃ဦးနဲ့စစ်တပ်တရင်ပေးစစ်ချောက်ကိုပါဝင်တယ်လို့လည်းသိရပါရယ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတအုပ် PSLF DNLA ဖော်ဆောင်လေးရဲ့တက်တညာနှစ်ကိုစစ်စေရဲ့အပိုင်းနှစ်တွဲအခုလိုဖမ်းဆီးရရှိခဲ့တာဖြစ်ပြီးအဲ့ဒီဖမ်းဆီးရမိသူတွေဟာတိုက်ပွဲဖြစ်ပွားနေတာကိုအခွင့်အောင်းယူပြီးစစ်ဆောင်ပြည်သူတွေရဲ့အိမ်ကိုဖောက်ထွင်းခိုးယူတာမွေးရီစေဝါရောင်းဝယ်သုံးဆတာနဲ့မွေးရီရန်ကားတာတွေအပါအဝင် PSLF DNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေတွာလာလှုပ်ရှားမှုတွေကိုတရင်ပေးတဲ့စစ်ချုပ်ဦးတို့ကိုလည်း တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ကလိုက်လံကင်းလန့်နေခြင်းအတွင်းမှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့လည်း TNL ကတရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်ရှင်ဆလတ်တက်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့အနီးတစ်ဝိုက်မှာမြို့သိန်းတိုက်ပွဲအတွက်စစ်ရေးလှုပ်ရှားနေတဲ့ MND တပ်ဖွဲ့ဝင်တွေလိုက်နာရမယ်။ချင်းဝုန်နဲ့တားမြင့်မဲ့ဆက်ရှိချက်ကိုထုတ်ပြန်လိုက်ပြီးပြည်သူတွေတန်ကြားနိုင်တဲ့ဖုန်းနံပါတ်တွေကိုပါ MND ကတရားဝင်ကြေညာလိုက်ပါတယ်။လာရှုံမြို့အနီးတစ်ဝိုက်သို့မဟုတ်မြို့ရင်းကိုဝင်ရောက်နေတယ်။ MNDA တပ်ဖွဲ့ဝင်တွေလိုက်လံရမယ့်ကျင့်ဝတ်နဲ့တားမြစ်မိတ်တွေထဲမှာအနိုင်ကျင့်တက်ဖြတ်တာပြည်သူလူထုစည်းစဲဥစ္စာကို ထိပါတာစေဘေးရှောင်ဒုက္ခသည်တွေစီကနေငွေသားကောက်ခံတာမျိုးပြုလုပ်တာလမ်းကြောင်းပိတ်ပြီးတက်သားစုဆောင်တာအထူးသဖြင့်ကလေးငယ်တွေကိုတက်သားတက်ပြေစုဆောင်တာစတဲ့အချက်တွေပါဝင်တယ် တားမြင့်မဲ့၁၈ချက်ကိုမပြုတ်လို့ရဘူးလို့ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ MNDA တပ်ဖွဲ့ဝင်တွေအားလုံးတားမြင့်မဲ့လိုက်နာမှုရှိမရှိကိုပြည်သူတွေကစောင့်ကြည့်ပေးပြီးတိုင်ကြားနိုင်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ဒါအပြင်လာရှိုးမျိုးတွင်ကပြည်သူဝန်ထမ်းတွေဆရာဆရာမတွေဆရာဝန်တွေနဲ့သူနာပြုတ်ဝန်ထမ်းတွေအားလုံးမိမိတာဝန်ကိုလက်ရှိရာလုံးနဲ့လစာတန်းတာဝန်ဆက်လက်ထမ်းဆောင်နိုင်တယ်လို့လည်း MNDA ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံတို့ရုံးမဘန်ခွဲတွေအပါအဝင်ပုဂ္ဂလိကဘန်တွေအားလုံးမှာမနေ့ကငွေထုတ်ယူသူတွေအလွန်များပြားခဲ့ပြီးငွေထုတ်ယူသူတွေကိုလည်းငွေကျပ်နှစ်သိန်းကနေ၅သိန်းအထိသာထုတ်ပေးပြီးရခိုင်နှုန်းနဲ့ငွေလဲတဲ့စနစ်ကိုစတင်အသုံးပြုနေတယ်လို့ငွေထုတ်ယူသူတွေကပြောပြပါဗျ။လက်ရှိမှာရခိုင်နှုန်းနဲ့ငွေလဲတဲ့ဈေးကွက်ပြန်လည်စတင်နေတာဖြစ်ပြီးနှစ်ရခိုင်နှုန်းကနေ၄ရခိုင်နှုန်းတွေငွေကြေးပမာဏနဲ့ငွေသားရရှိမှုလွယ်ကူမှုပေါ်မူတည်ကား လဲလှယ်နေကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်တချို့ဘဏ်ကွဲတွေမှာငွေလုံးဝထုတ်မပေးဘဲနောက်နေ့မှပြန်လာရန်ပြန်လွှတ်နေတယ်လို့လည်းသိရပါတယ်။ရုံးမဘဏ်ဥက္ကဋ္ဌဦးသိန်းဝင်းရဲ့ဒါရိုက်တာတွေကိုငွေကြေးခွာချမှုနဲ့စစ်ကောင်စီကဖမ်းဆီးအရေးယူဖို့ရှိနေတယ်လို့ ခက်တဲ့မီဒီယာကသတင်းဖော်ပြခဲ့တာဖြစ်ပြီးဒီသတင်းကိုရိုးမဘန်ကကညှင်းဆိုပဲပြီးနောက်နေမှာတော့နိုင်ငံတော်ကရိုးမဘန်ကွဲတွေမှာငွေထုတ်ယူသူတွေမပြခဲ့တာလည်းဖြစ်ပါတယ်ရိုးမဘန်ဘက်ကလာရောက်ငွေထုတ်ယူသူတွေကိုငွေမပြည့်မပေးနိုင်ပဲအနံငွေလာထုတ်သူတူကိုငွေကျပ်2သိန်းကနေ5သိန်းသာထုတ်ပေးနိုင်တယ်လို့ငွေလာထုတ်သူအချို့ကလည်းငွေကုန်ပြီဖြစ်လို့နောက်နေမှပြန်လာပါဆိုတာပြန်လွတ်မှုတွေရှိနေလို့လည်းသိရပါဗျ။ရိုးမဘန်အပြင် KBZ ဘန် ARB ဘန် UAB ဘန်အပါအဝင် ပုဂ္ဂလိကဘဏ်အများစုမှာလည်းငွေထုတ်ရခက်ခဲနေပြီးတချို့ဘဏ်မှာတော့ငွေကိုလိုအပ်သလောက်မရပြီမဲ့လေငွေကျပ်သိန်း၁၀ခန်းခန့်တိထုတ်ပေးနေတယ်လို့လည်းသိရပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့ရခိုင်ပြည်တန်တွဲမြို့ကစစ်တပ်လက်ကျန်စကန်ခက်လျက်55တရင်ကိုသိမ်းပိုက်ရရှိပြီး ဆက်လက်ခုခံနေတဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်သွားမယ်လို့အေအေကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။အရခဒေသတွင်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေကိုအရခတပ်တော်ကတခွေတခုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရလဲဖြစ်ပါတယ်။အခုရက်ပိုင်းအတွင်းမှာအဓိကတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကတန်တွဲမြို့နယ်နဲ့မောင်တော်မြို့နယ်တွင်စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကိုထပ်မံတင်ဆက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဂျွိုင်းလာကွဲနဲ့မနေ့9:45မိနစ်မှာ တန်တွဲမြွနဲ့တွင်ခလရ55တရင်ကိုတင်ပိုင်နိုင်ခဲ့တာဖြစ်ပြီးစစ်သုံးဆောင်ပစ္စည်းနဲ့လက်လက်ခဲရအများပြားကိုတင်ဆက်ရမိခဲ့ပါတယ်။တန်တွဲမြို့တစ်ခုလုံးကိုအပြည့်သက်တင်ပိုင်ရယူနိုင်မဲ့ထိုးစစ်တွေကိုဆက်လက်ထိုးစစ်ဆင်ဆင်းရဲသွားမယ်လို့လည်းသိရပါတယ်။မောင်တော်ဒေတာတွင်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့နာခကငါမြို့တကြီးစခန်းကိုဆက်လက်ထိုးစစ်ဆင်တက်ခတ်နေပြီး စစ်ကောင်စီဘက်ကလည်းခုခံစစ်ဆင်နွှဲရန်ပြင်ဆင်နေရလို့လည်းသိရပါဗျ။ဂျွမ်လာ၁၇ရက်နေ့နနက်၉ :00 မိနစ်မှာတော့မောင်တော်နခက9ရက်အနိပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်တဲ့မကြီးချောင်းနေကြားဆောင်တက်စကန်ကိုစစ်သားအလောင်းတွေလက်လက်ခရစစ်သုံးဆောင်ပစ္စည်းအများပြားနဲ့သူတင်ဆက်ရမိသည်စစ်တုံးပန်းအချို့ကိုလည်းလက်ရဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ခမန်းစစ်သား30ဦးဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကျမ်းကိုဆက်လက်တွင်ထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်ရှင်။ ုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင် ကျွန်မညပါ